တရားစီရင်ရေးဆိုင်ရာအမားတွေကြောင့်အရာအလုံးဆုံးရှုံးခဲ့တဲ့ဒန်နီအေဘတ်ဘရာဇီးကနဝင်နောက်ခံကစားသမားဒန်နီအေဘတ်ရဲ့ဘဝဇလန်းဟာမမျှတတဲ့ဘဝတစ်ခုရဲ့တက်သေးတစ်ခုပါပဲပထမဘူးကြီးမှုဆွဆွဲခြင်းနဲ့ထောင်နဲ့၄နှစ်ခွဲချမှတ်ခံခဲ့ရပြီးနောက်မှာထောင်ထဲမှာ၁၄လကြာအချိန်ကုန်ဆုံးခဲ့ရပါတယ်နောက်ဆုံးမှာတော့တရားရုံးကတက်သေးအထောက်ထားတွေမခိုင်မာတာကြောင့်အပြစ်မရှိဘူးဆိုပြီးတရားသေးလွတ်ပေးခဲ့ပါတယ်ဒါပေမဲ့ဒေါ်လာတန်း60ကျော်ဝချမ်းသာတဲ့ဒန်နီအေဘတ်ရဲ့ဘဝကိုတော့ဂျုံဂျုံကျသွားစေခဲ့ပါတယ် ဒီဖြစ်ရဲ့ကြောင့်ဒန်နီအေဘက်ရဲ့ဇနီးဖြစ်သူကအမှုဖြစ်ပြီးချက်ချင်းဆိုလိုပဲကွာချင်းပြက်ဆဲသွားခဲ့တာကြောင့်သူချဲတဲ့မိသားစုတစ်ခုလုံးကိုပါဆုံးရှုံးခဲ့ရတာပါ။ဦးမစပါဝင်ဒန်နီအေဘက်နဲ့စာချုပ်ရှုဆိုထားတဲ့စပွန်ဆာတွေကလည်းစာချုပ်တွေဖျက်သိမ်းသွားခဲ့တဲ့အတွက်ဒေါ်လာသန်းနဲ့ရှိပြီးနင့်နာခဲ့ရပါတယ်။ဒါရင်မကပဲအမှုရင်ဆိုင်ဖို့အတွက်အချင်းနေဈေးတွေကလည်းတောက်တောက်လေကုန်ကျခဲ့တာပါ။ Women's UNAN အသင်းကလည်းရောဈေးဒေါ်လာ2သန်းကျော်ပြန်ပေးဖို့တောင်းဆိုခဲ့ပြန်ပါတယ်။ ပိန်တရားရုံးကလည်းပြစ်မှုထင်ရှားတယ်ဆိုပြီးထောင်လန်နဲ့အတူယူရိုတသိန်းခွဲတန်ကြီးချမှတ်ခဲ့တာကြောင့်နေမာကစိုက်ထုတ်ပေးခဲ့ရပြန်ပါတယ်။ဒန်နီအဲဘတ်စာထောင်ထဲမှာ14လနေထိုင်ခဲ့ပြီးနောက်မှာယူကန်တွေအဆင့်ဆင့်ကိုလည်းတက်ရောက်ခဲ့ရပါတယ်။နောက်ဆုံးမှာတော့တရားလူဘက်ကတင်ပြတဲ့တက်သေးတွေမှာအားနည်းချက်တွေအချက်လက်မတိကျမှုတွေရှိနေတယ်ဆိုတာတရားရုံးကတွေးရှိခဲ့ပြီးဒန်နီအဲဘတ်ကိုအပြစ်ကင်းစင်သူအဖြစ်တရားဝင်လွှတ်ပေးလိုက်ပါတယ်။ဒန်နီအဲဘက်လွန်မြောက်ခဲ့ပေမဲ့ဆွဆွဲခဲ့တဲ့အမျိုးသမီးကတော့ဘာစီလိုနာမှာလွတ်လွတ်လပ်လပ်ဆက်လက်ရှိနေတာလည်းဖြစ်ပါတယ် ဒေါ်လာတန်ပေါင်းများစွာနဲ့ဗောဓသမားဘဝကိုပိုင်ဆိုင်နေတဲ့ AFS ဘဝကတော့ဗာဒိဗေမှာမရှိတော့လောက်အရာအလုံးဆုံးရှုံးခဲ့ရပါပြီ။ဒါတော့ဘဝကြီးကမမြတ်တပါဘူး။ဒီလိုမျိုးတရားစီရင်ဆိုင်ရာအမားတွေကဘလုံးသမားတူရဲ့အနာဂတ်နဲ့ဂုံတိခါပေါ်မှာရေရှည်အတွက်ဘလောက်ထိထိခိုက်စေတယ်လဲဆိုတာဒီအဖြစ်ရက်ကတက်သေးပြလိုက်တာဖြစ်ပါတယ်။ဒန်နီအေဗတ်စ်တို့တော့သူ့ဘဝရဲ့ဆုံးရှုံးမှုတွေကိုဘယ်တော့မှပြန်ရတော့မှာမဟုတ်ပါဘူးလို့ပြောရင်အခုတစ်ခေါက်ဗီယိုလေးရတော့ဒီလောက်ပါပဲ